နေ့အရာနုံနုံချင်းဖုန်းကြည့်လိုက်တယ်။ဘာဖြစ်သွားလဲ။ဒိုပါမင်းဆိုတဲ့ပစ္စည်းကိုကြားဖို့လား။ဒိုပါမင်းဆိုတာအုံနောက်ထဲမှာရှိတဲ့ neuro transmitter လို့ခေါ်တဲ့ပစ္စည်းတစ်ခုဖြစ်ပြီးတော့လောဆောင်မှုတစ်ခုခုပြီးမြောက်သွားတဲ့အခါတိုင်းမှာအုံနောက်ထဲမှာဒိုပါမင်ထွက်လေရှိပါတယ်။ဒိုပါမင်က feel good hormone လို့ခေါ်ရဲကျွန်တော်တို့ခံစားချက်ကောင်းအောင်လုပ်ပြီး hormone တစ်မျိုးဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာကျွန်တော်ဒိုပါမင်ကိုဘယ်လိုအသုံးချမလဲဆိုတဲ့အကြောင်းကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်။ ကျွန်တော်ပါဝင်ကျောင်းသားတော်များများဂျုံနေရတဲ့ပြဿနာတစ်ခုရှိတယ်။စာလုံးရှင်တော့အသေးပြင်းမှုကောင်းပြီးတော့ဖုန်းကြီးရတာတော့အသေးကြိုက်တဲ့ပြဿနာပေါ့။အဲ့တော့ဖုန်းကြီးရတာကိုကျွန်တော်ဘာလို့အရန်ကြိုက်တာလဲ။အဲ့တော့ဖုန်းကြီးရတာဘာမှအားဆိုင်ထုတ်စရာမလိုဘူး။ထိုင်ကုန်လေးပေါ်မှာထိုင်နေပြီးတော့ကျွန်တော်တို့လက်ကလေးနဲ့ဒီလိုပွတ်နေုံနဲ့ကဘာပေါ်မှာရှိနေတဲ့အရေးအဆုံးဟာတာရီခန္ဓာကိုယ်အလှဆုံးမော်ဒယ်ကြီးအရန်ချစ်ဖို့ကောင်းတဲ့ကြောင်လေးကျွန်တော်တို့အထိုင်ထဲမှာတွေ့ရတယ်။အဲ့တော့အဲ့ဒီအချိန်မှာဒူပါမင်းနေဒါရဟောထွက်တယ် ဂလူပါမင်းပမာဏအများကြီးထွက်တယ်။ကျွန်တော်အဲ့ဒါကြိုက်။ထပ်ပြီးတော့ကြည့်ကြ။ဒါကိုပဲထပ်ပြီးတော့ကြည့်ကြ။စာလုံးတာကြတော့အချိန်တစ်ခုပေးရ။အားထုတ်မှုတစ်ခုပေးရ။စိတ်ထဲမှာတက်တောင့်တတာမဖြစ်ဘူး။အဲ့တော့မတက်တောင့်မတက်တာဖြစ်မှုရဲ့အများကြီးပေးဆက်ပြီးတော့မှဂလူပါမင်းထွက်တယ်။အဲ့တော့ခက်ခက်ခဲခဲဂလူပါမင်းထွက်တာကိုအုံနောက်ကလိုချင်လား။လွယ်လွယ်ကူကူထွက်တာကိုလိုချင်လားဆိုတော့အုံနောက်ကလေကူထွက်တာကိုလိုချင်။အဲ့တော့ကျွန်တော်တို့ပုံတိုင်ရတာဆွဲလန်းပြီးတော့စာလုံးရအောင်မဆွဲလန်းတာကဒီချက်ကြောင့်။အဲ့တော့ကျွန်တော် ီနေ့မှာတော့ဒီစရားနဲ့ရှင်းပြပြတော့မယ်။မနေ့အိယာနိုးနိုးချင်းဖုန်းကြည့်လိုက်။ဘာဖြစ်သွားလဲ။ဟိုကျွန်တော်ရဲ့ဒိုပါမင်း level ကဖုန်းကြည့်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒိုပါမင်း level ကဖုန်းကြည့်ရဖြစ်တဲ့အတွက်တဟုန်လို့ထိုးတက်သွားတယ်။ဒါမျိုးပေါ့။ဒီလိုထိုးတက်သွားရင်ထိုးတက်သွားပြီးတော့မှကျွန်တော်ကညနာတက်တယ်။ခမင်းစားရဲစားလို့ပျော်ပျော်ဖို့မကောင်းနဲ့ပြင်းစရာကောင်းတဲ့အလုပ်တွေလုပ်တယ်ဆိုတော့ဒိုပါမင်းကပြန်ထိုးကြပါတယ်။ ပြန်ထိုးကြတော့ကျွန်တော်ဖြစ်ဖုံးထက်ကြည့်ရင်လားဖုံးထက်ကြည့်ရင်လားတော့ဖုံးပြန်ကြည့်တော့ဒိုပါမင်းကပြန်တက်သွားတယ်အဲ့တော့အနည်းတာမှာဒိုပါမင်းကဒီလိုသွားနေတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်တက်လိုက်ကြအဲ့တော့တက်စီရဲ့အလုပ်တွေလုပ်တဲ့ချိန်မှာကျွန်တော်ဒီပြောတာပေါ့မတက်စီရဲ့အလုပ်တွေလုပ်တယ်ဆိုလို့ရှိရင်စိတ်လည်းမဝင်ဘူးအာယုံလည်းမဆိုင်ဘူးဒီဖုံးကိုပဲကြည့်ချင်တယ်โอเคအဲ့တော့နောက်ဥပမာတစ်ခုကြည့်လိုက်ရအောင်ဒီဥပမာမှာတော့ကျွန်တော်ကအနေအိမ်ရနိုးလာရင်ကျွန်တော်ဖုံးမကြည့်ညနာတက်စရာရှိရဲ့ညနာတက်စရာရှိရာတက်တယ် မနက်စာစားစရာရှိရစားတယ်ပြီးရင်ကျွန်တော်စာအုပ်ဖတ်တိတ်ဆိုကြပါဦးဒါဆိုရင်ပုံကြည့်ရလောက်ဒီကျွန်တော်ရဲ့အော်နာထဲမှာဒိုပါမင်းอ่ะဟုတ်ဒိုပါမင်းอ่ะတုံညဆိုရင်ဒီ line နားမှာလေးသွားနေလိမ့်မယ်အားမျိုးလေးပေါ့အဲ့တော့အဲ့ဒါပြီးရင်ကျွန်တော်ညနာသစ်တဲ့ထမင်းစားရဲစာအုပ်ဖတ်တဲ့ဖတ်ပြီးတော့ကျောင်းသွားတယ်ကျောင်းသွားတော့လေဒါပြောဖို့မကောင်းဘူးဒိုပါမင်းอ่ะဒီနောက်ဝင်ချင်မှာပဲရှိနေတယ်ဒီတငယ်ချင်းတွေတွေ့ရလို့ဆရာရှာလောက်တယ်အဲ့တော့တဏီကုန်ဒိုပါမင်းကိုအဲ့ဒီ level လေးမှာပဲထိန်းထားနိုင်မှာဖြစ်လာတယ် ဘာဖြစ်လာမလဲဆိုတော့ကျွန်တော်တို့လုံးရဲ့အလုပ်တွေအပျော်ရွှင်စရာတိတိလေးတွေရှာတတ်လာတယ်။ဥပမာပုံကြီးရလောက်ဒီကျွန်တော်တို့ဒီလိုကြီးထိုးတက်သွားတဲ့ဒိုပါမင်းမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ဒီလှုပ်ဆောင်မှုတိတိလေးတွေအိုင်းမှာတစ်ခုပြီးတစ်ခုပြီးမြောက်သွားတဲ့မှာဒိုပါမင်းထွက်လေရှိတယ်။အဲ့တော့အုံနောက်ကပုံကြီးတာကနေရတဲ့ဒိုပါမင်းပမာဏအများကြီးကိုမရတာကြာရင်ဒီဘာဖြစ်လဲ။ဒိုပါမင်းငတ်လာ။ငတ်လာရင်ဒီလိုအရာတွေကနေဒိုပါမင်းကိုရှာလိမ့်မယ်။အဲ့တော့ကျွန်တော်တို့စာလုပ်လို့စာတပုတ်ရသွားတာ။ဘာမှမဟုတ်တင်ငင်းကြီးတောင်းနေတွေ့ပြီးရည်ရာတစ်ခုပြောလိုက်ရရင် ဲ့လိုယူရှိတဲ့ကိစ္စလေးတွေကနေပြီးတော့ဒူပါမင်းပြန်ထွက်လာတယ်။ဒါဆိုရင်ကျွန်တော်တို့ဘာဖြစ်လာမလဲ။အုံနောက်ကဒူပါမင်းထွက်တဲ့အရာကို fail လန်တယ်။အဲ့တော့စာလို့ရတာဖြစ်စေအပြင်မှာတကယ်ရင်းနဲ့ရှောက်ပြီးတော့သွားတာဖြစ်စေမမဟုတ်ရင်အာရည်စရာတစ်ခုပြောလိုက်ရတာဖြစ်စေအဲ့လိုယူရှိတဲ့ကိစ္စလေးတွေကနေပြီးတော့မှကျွန်တော်ပြောရှုံးရှာတက်လာတယ်။အဲ့တော့ဒူပါမင်းအသုံးချနေပေါ့။အဲ့တော့မိတ်ဆွေကအခုလောလောဆယ်ចောင်းသားလေးဖြစ်တဲ့ဒါလေးဘာယုံမဆိုင်တာဒီဖုန်းကိုဖယ်ထားရှောက်ကြည့်နေတယ်။ဖုန်းနေမဟုတ်ပါဘူးကျွန်တော်တို့တခြား YouTube ကြည်ရတချင်နာထောင်နာ Instagram မှာ Reels ကြည်ရအကုန်လုံး TikTok ကြည်ရဒါတွေအကုန်လုံးပါရေပေါ့အုံနောက်ကို over active ဖြစ်သွားစီမဲ့လောက်ရတဲ့ပေါ့အဲ့တော့အဲ့လိုလောက်ရတဲ့ကနေရုံထွက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြောရတဲ့အကြောင်း like ပြီးတော့လုပ်ကြည့်ပါကပ်ပါလေဆိုတော့အဲ့ရလုံလုံးချင်းပုံမကြည့်နဲ့အုံနောက်ကိုအရင်လွန်အမင်းတက်ကြွသွားစီမဲ့ဘာလုံးမှမလုံးနဲ့ဒီနီလန်ကျွန်တော်တော်တော်အလုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဟာလုပ်တယ်လုပ်ပြီးရင်ကျင်းစရာကောင်းတဲ့အရာတွေစလုပ်ကြည့်အစပိုင်းတော့အုံနောက်ကညင်းဆန်ဒီမလုပ်ချင်ဒီပြောစရာကောင်းတဲ့အရာကိုပဲ လှုပ်ဖြစ်အောင်လို့အုံနောက်ကဇက်တိုက်တွန်းအားပေးနေအဲ့တော့နည်းနည်းလေးတော့အဲ့ဒါကိုတီးခတ်လိုက်ဒီအရင်တီးခတ်ကြရမလို့အလွန်ဆုံးတီးခတ်တရက်နှစ်ရောပို့ပြီးလို့ရှိရင် तू ကဒီခက်ခဲတဲ့အလုပ်တွေပြင်းစရာကောင်းတဲ့ညီငွေပဲကောင်းတဲ့အလုပ်တွေကနေပြီးတော့ပုံမျိုးပြန်ပြီးရှာဖွေလိုက်အင်ချေချာရင်ကျွန်တော်တို့ခက်ခဲတဲ့အလုပ်တွေမလုပ်ချင်တဲ့အလုပ်တွေကိုလည်းလွတ်လွတ်ကပ်ကပ်နဲ့လုပ်နိုင်ပြီပေါ့အဲ့တော့ဒီအကြောင်းကိုကျွန်တော်ရှင်းပြထားတဲ့ YouTube video နှစ်ပုဒ်ရှိပါတယ်အဲဒီနှစ်ခုပေါ့ တော့အဲ့နှစ်ခုကနေပြီးတော့ idea ယူပြီးတော့ပြန်ပြီးတော့ဒီအကြောင်းကိုရှင်းပြပေးရပါ။အဲ့ video နှစ်ခုလည်းတွားရှာကြည့်လို့ရပါတယ်။အဆုံးထိကြည့်ပြီးတော့ကျေးဇူးများရှိတယ်။နောက် video တွင်လည်းတူလာခဲ့ပါမယ်။